မင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေ29အစားကနေအဆုံးဂျိုတင်ပြင်စင်ပါသဘောတရားအဆုံးထနိုင်မှုက အရေးကြီးဆုံးပါ ။ဗာမဲလုံးလုံးစားခဲ့မှာတော့အဆုံးထိရောက်အောင်လုပ်နိုင်ဖို့ကအရေးကြီးပါလိမ့်။အစားကနေအဆုံးကြိုတင်ပြင်ဆင်မှုတွေရှိပါသည်။ဖြစ်နိုင်ရှိတဲ့ underray တွေအခက်အခဲတွေအတားအဆီးတွေကိုကြိုတင်တွေးဆခံမှန်းထားပြီးစ조사ထားသမျှတဲတဲရေတုံမဖြစ်အောင်အရာအလုံးကိုအစီအစဉ်တကျပြင်ဆင်ထားပါ။အဆုံးသတ်ပန်းတိုင်းသို့မဟုတ်မှတ်တိုင်းသတ်မှတ်ထားရင်ဘယ်အနေအထားရောက်ရင်ဘာလို့တင်လဲစသဖြင့်ခွဲခြားထားနိုင်လိမ့်မယ် အတိုင်းအတာတစ်ခုရောက်နိုင်တိုင်းကိုယ်စွမ်းဆောင်ရည်ကိုပြန်ဆန်းစေရမယ်။ကောင်းတဲ့ဘိုကောင်းအောင်ကြိုးစားဖို့အတင်းထားရမယ်။ပို့ထူးပို့ခဲ့တဲ့အကျိုးရလဒ်တွေဖန်တီးနိုင်အောင် စားတက်တဖို့ကြိုးစားလိုစိတ်ရှိရမယ်။ကံဆိုတာကိုလုံးမဖြစ်တဲ့အရာပါ။အနာဂတ်ဘဝကောင်းမွန်တိုးတက်မှုဆိုတာလက်ရှိအခိုက်အတန့်တွင်ကြိုးစားအားထုတ်နေမှုအပေါ်မူတည်တယ်။နေ့စဉ်ပဝေတနိယဂရိလူမျိုးတို့ရဲ့ရှေးဟောင်းနက္ခတ္တပေရမှတ်တမ်းရာဇဝင်တွေအရာ ဒရိနဘရားတွေမှာအနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့အစွမ်းတကူတွေရှိတယ်လို့ဆိုကြပါရည်။ရှေ့အနာဂတ်ကာလမှာဘာတွေဆက်ပြီး ဖြစ်လာမလဲဆိုတာကိုမြင်နိုင်စွမ်းရှိကြပြီးဖြစ်ပြလာမယ့်အကြောင်းအရာ အချက်အလက်တွေတိတိကျကျသိနိုင်ကြတယ်လို့ဆိုပါရည်။လူသားတွေကြတော့နတ်ဘရားတွေနဲ့မတူပဲကံတရားရဲ့ဆေးရနောက်လိုက်ပါသူတွေအဖြစ်စိတ်ခံစားချက်နဲ့အချိန်ကာလအကြာကြောင်းဖိတ်နေမိကြပြီးပြုလုပ်ထားသမျှအကြောင်းကံတွေကြောင့် ကြုံတွေ့လာနိုင်တဲ့အန်ဒရယ်တွေကိုတော့မှမြင်နိုင်စွမ်းမရှိကြဘူးလို့ဆိုထားခဲ့ပါတယ်။ Odyssey တို့လိုမျိုးသူရဲကောင်းတွေကြတော့လက်ရှိပစ္စုပ္ပန်ထက်ကျော်လွန်ပြီးအရှေ့မျောတွေးနိုင်စွမ်းရှိကြတဲ့အတွက်ကံတရားကိုစန့်ကျင်တဲ့အနေနဲ့ဂျိုတင်ပြင်ဆင်ပြီးနဗီအာရီရဲ့ပြောကကြော်ကွင်းတွေကနေလွမြောက်အောင်ကြိုးပမ်းနိုင်ကြပါလိမ့်။အဲဒီလိုမျိုးကိုသားလင်ကိုကံတရားရဲ့အရှင်သခင်အဖြစ် ပြောင်းလဲနိုင်သူတွေကိုလူထုလူကျွန်းတွေအဖြစ ကဗျာလင်ကရှေကြီးတွေနဲ့ဇက်တော်ဖွဲ့ပြီးအေးတူပြုလုပ်ကြတာပါ။ကံအပြောင်းလဲဖြစ်အောင်လုပ်နိုင်ခြင်းကပဲ။နတ်ဖျားတွေနဲ့ဒန်းတူဖြစ်သလိုမျိုးတင်စားခဲ့ကြပါသေးတယ်။များသောအားဖြင့်လူတွေကလက်ရှိပြစ်ဆုံးပန်နဲ့လက်ရှိအခိုက်အတန့်မှာကြုံတွေ့နေရတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ပဲမျက်စိလဲလမ်းပြောင်းနေတတ်ကြပြီးလက်ရှိခဏချောင်းဖြစ်လာနိုင်တဲ့အနာဂတ်အကြောင်းကိစ္စတွေကိုကြတော့မြင်နိုင်စွမ်းမရှိကြပါဘူး။မလွဲမသွေကြုံတွေ့လာနိုင်တဲ့အန်ဒရယ် ဆင်းရဲပင်ပန်းမှုတွေနဲ့အတူဒါယာမှုတွေကိုမြင်နိုင်ဆွဲမရှိတဲ့အတွက် အတည့်ရဲ့လောင်းရဲကြောင့်လမ်းစားပျောက်သွားကြပြီးဘာပဲလုပ်လို့တိုးတက်ရေးထက် မနှိမ်ချရေးကိုသာဦးစားပေးနေကြရပါတယ်ဖြစ်သည်များအကြောင်းအကောင်းပဲမို့ဖြစ်လာတဲ့အတိုင်းအစဉ်ပြေအသားကြောင့်အောင်နေတဲ့ကြတာကလူတဘာဝပါသို့တော့နဗျားလိုလူတွေအတွက်ကြတော့လက်ရှိအခိုက်အတန့်နဲ့လက်ရှိအနေအထားလောက်ကလုံးဝမလုံလောက်ပါဘူးလက်ရှိအခြေအနေထက် စာတမကဒိုးပွားဒိုးတက်နိုင်ခွင့်ရှိနေလျက်နဲ့ တင်းဒိန်နာကမိုင်မဲရကြသလိုခံယူထားကြပါရည်။ဒါကို အမျော်အမြင်ရှိခြင်းလို့ခေါ်ပါရည်။ BC 415ခုနှစ်မှာပဝေသနီးယအေသင်လူမျိုးတို့ကစီစီလီနယ်ထိအနေကျပြီးတွားရောက်တိုက်ခိုက်ခဲ့ပါရည်။သူတို့ရဲ့စစ်စင်ရေးအောင်မြင်နိုင်ခဲ့ရင်စီစီလီနယ်ရဲ့ကျွဲဝချမ်းသာမှုတွေအရှိန်အဝါတွေကသူမတူအမြင်ဆုံးရနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တသက်နဲ့စည်ရေးပြုခဲ့တာပါ။ဒါပေမဲ့ရေတိုတိုက်ပွဲလောက်သာဖြစ်လိမ့်မယ်လို့ယူဆထားကြတဲ့ ေလိုပိုလီရှင်းစစ်ပွဲကြီးကထင်ထားတဲ့အချိန်ထက်16နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ။မိုးရမြေနဲ့အလွန်ကွာဝေးတဲ့အရက်ဒေသကိုဆက်သွားဖြူတာဖြစ်တဲ့အတွက်ဇာနရိတ်ကရှားပွားမှုလက်နက်အင်အားလူသူအင်အားမပြည့်စုံမှုတွေစသဖြင့်ကြိုတွေးဆထားခြင်းမရှိဘဲမမောစိတ်တသက်နဲ့တွားရောက်တိုက်ခိုက်ခဲ့တာကြောင့်စီစီလီနယ်ခံတို့ရဲ့အပြင်းထန်ခုခံမှုအောက်မှာအတုံးအယုံကြဆုံခဲ့ကြရပြီးအေးနိုင်ခဲ့ရပါသည် ပေလိုပိုနီးရှန်းစစ်ပွဲဟာရှေးခေတ်ဆက်သမိုင်းမှာအန်ဒရယ်အကြီးမားဆုံးနဲ့ဆုံးရှုံးမှုအများဆုံးစစ်ပွဲကြီးအဖြစ်မှတ်တမ်းတင်ခံရပါသည်ဆီစီလီစစ်ဆင်မှုအရေးနိုင်ပြီးနောက်အေတင်မျိုးပြနိုင်ငံကြီးလဲကြာဆုံးသွားပြီးရခင်ကစီးပွားရေးအရာနိုင်ငံရေးအရာလူမှုရေးအရာရင်းချင်းမှုအရာတိုးတက်မြင့်မားခဲ့တဲ့လူမှုအဖွဲ့အစည်းတစ်ခုလုံးနေ့ချင်းညချင်းတစ်နှစ်အတွင်းပြတ်သုံးသွားခဲ့ရပါသည်ဒီလိုပြခဲ့ရတဲ့နောက်ခွဲကအကြောင်းရင်းတွေကိုပြန်ပြီးအနှိမ့်ချုပ်လိုက်ရင် အစားကနေအဆုံးရေတိုအကျိုးရေရှိအမြတ်အကျိုးတွေးဆထားခြင်းမရှိပဲဒဆိုတိုမမောစိမ့်နဲ့တလွဲလုပ်ခဲ့လို့ပါစစ်အောင်ရင်မော်ကြွားနိုင်မယ်ဆိုပြီးစစ်ရှုံးမှုကြောင့်ပြတ်သုံးသွားနိုင်တာကိုမမြင်နိုင်ပဲဖြစ်ခဲ့ကြပါလိမ့်နမေကျော်ပြည်သစ်စာရေးဆရာယန်ဖရန်ဆွာပေါ်ရီကွန်တေကာရီနာတေဟက်ရဲ့အမည်အရာလူအများစုအနေနဲ့အမားနိုင်ဆုံးသောအလွဲကလက်ရှိပြစ်ဆုပ်ပံခနာမှာကြုံတွေ့နေရတဲ့အန်ဒရယ်ကိုပဲတွေးပို့နေကြပြီ။ ဒါမဲ့အနာဂတ်အကျိုးဆက်ဆင်းရဲဒုက္ခတွေကိုကြတော့မမြင်နိုင်ကြတာပဲဖြစ်တယ်။ကာလီနာတီဟက်ပြောတာအလွန်မှန်ပါတယ်။လူတွေကလက်ရှိပြဿနာကိုပဲအာရုံစိုက်ကြတဲ့အတွက်အနာဂတ်မှာကြုံရမယ့်အခက်အခဲတွေကိုရင်ဆိုင်နိုင်စွမ်းမရှိကြတော့ပဲ။စင်မထွက်ခင်ကတည်းကအများကုန်တို့ဖြစ်သွားတတ်ကြပါပြီ။ဖြစ်မလာသေးတဲ့အနာဂတ်ပြဿနာတွေကလက်ရှိပစ္စုပန်မှာကြုံတွေ့နေရတဲ့အခက်အခဲလောက်ဆင်းရဲနိုင်မှာမဟုတ်ဘူးလို့တွေးထင်နိုင်ပါပြီ။ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကိုဦးစားပေးဖြေရှင်းတဲ့ဆိုတာကမှန်ပါ ರಿ ဒါပေမဲ့အနာဂတ်မှာတွေ့ကြုံနိုင်တဲ့စူးညောင်းခလုတ်တွေကိုတော့အခုကတည်းကကြိုရှင်းထားနိုင်ရင်အခက်အခဲတွေညော့နေသွားမှာပါအနာဂတ်မှာဘာဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးအခုကတည်းကဖြစ်နိုင်ခြေတွေအားလုံးအတွက်ကြိုတင်ပြင်ဆင်ထားတာကအကောင်းဆုံးဖြစ်ပါ ರಿ လက်ရှိအစီအစဉ်နေ့စဉ်အတိုင်းဆက်လုပ်သွားရင်ဘာဖြစ်နိုင်မလဲအဆုံးဆုံးဖြစ်နိုင်တဲ့အချက်တွေကဘာတွေဖြစ်မလဲ ဘလို့အနေထားရောက်သွားခဲ့ရင်ဘာလုပ်တယ်လဲဘယ်သူစီအကူအညီတောင်းခံပြီးဘလို့ဖြေရှင်းရင်ဘယ်ပြဿနာကိုအပြီးဖြတ်နိုင်မလဲဘယ်ရန်သူကိုဘလို့ရွှေ့ကွက်နဲ့ကစားလိုက်ရင်ဘယ်အချိန်လောက်ရောက်တာနဲ့တပြိုင်နက်ပြဿနာဖြေရှင်းပြီးသားဖြစ်နိုင်မလဲစသဖြင့်သူများထက်ခြေလန်းပေါင်းများစွာသားလောအောင်ကြိုတင်တွင်းမြင်စီစဉ်ထားမှသာဩဇာအာဏာအရှိန်အဝါကိုရှေးကြစွာထိန်းချုပ်ဂိုင်တွင်နိုင်သူဖြစ်မှာပါရေတိုအချိုးရေရှည်အမျက်မြင်သိနိုင်သူဟာ အမျော်အမြင်ကြီးသူဖြစ်ပါ रे အမျော်အမြင်ကြီးသူတိုင်းကလက်ရှိအချိန်ထက်နောက်အချိန်ကိုကြိုတွေးပြီးပူပန်တတ်ကြပါ रे အခြေအနေအလိုက်ဘာလို့တင်းနေဆိုပြီးအပြေထုံနေတတ်ပါ रे ပြဿနာမရှိရင်တော့ပြဿနာတူဖန်တီးပြီးဖြေရှင်းနေထုတ်ပေါ်တတ်ပါ रे ပရိပခမရှိရင်ပရိပခမိစားလေးတွေချပြီးအတွေ့အကြုံယူတတ်ပါ रे လက်တွေ့ဖြေရှင်းမှုရဲ့အတွေ့အကြုံမရှိပါဘဲဘာမှလုပ်လို့မရပါဘူးမတိပဲလို့ရင်လွယ်ပြီးရင်လွယ်ပါလိမ့်မယ် မတက်ဘဲလို့ရင် မာပရင်မာပါလိမ့်မယ်။တီလဲမတီတက်လဲမတက်ဘဲလို့ရင်တော့လွဲယုံမက မာယုံနဲ့မပြီ။တဲတဲရေသွန်တလို့အလက်ကားဖြစ်သွားပါလိမ့်မယ်။အကျိုးရှိတန်ဖိုးရှိတဲ့အရေးအမြစ်တွေကိုအကြောင်းမဲ့မတုံးမဖြုံးမိပါစေနဲ့။မတိရင်တင် မတက်ရင်ချင်းတီအောင်တက်အောင်ကြိုးစားပါ။ပူပေတော့ကများရင် စိတ်စင်ရဲရတတ်ပါလိမ့်။ဒါပေမဲ့ပူပင်တော့ကမရှိရင် စိတ်ဒုက္ခပိုကြီးပါ ರಿ မမြင်နိုင်တဲ့ Android တွေအတွက်ကြိုတင်ပြင်ဆင်ထားပါ သူများထံခြေလမ်းများစွာတားနိုင်သူဖြစ်အောင်ကြိုးစားပါလိုလဲမလိုစေနဲ့ပိုလဲမပိုစေနဲ့လောလောအောင်သာကြိုးစားအားထုတ်ပါပြည့်စုံမှုကိုဘယ်သူမှဖော်ဆောင်နိုင်မှာမဟုတ်ပေမယ့်လောလောတဲ့အတိုင်းအတာအထိအားထုတ်နိုင်ပါရင်အပြည့်နိုင်တာတွေကိုချုပ်တွေးပြီးတော့ကမရောက်နဲ့ပြစ်မလာသေးတာတွေအတွက်တွေးဖို့မနေနဲ့ဘာပဲလုပ်လို့အကျိုးရှိမရှိ တွေးပါစနေတကျကြိုတင်ပြင်ဆင်ထားပြီးမှရေးဆက်လုံဆောင်ပါအမားကိုမကြောက်ပါနဲ့ မလွဲအောင်သာစ조사အထုတ်ပါအောင်မြင်မှုတည်းအာထုံမှုသာပဓာနာဖြစ်ပါလိအခုပပြပေကြတော့နီဦးပရိသ29အစားကနေအဆုံးကြိုတင်ပြင်ဆင်ပါဆိုတော့နီဦးပရိသပဲဖြစ်ပါရခင်ဗျာဒီနီဦးပရိသလေးကနေကျွန်တော်တို့အနေနဲ့လောကကြီးမှာရေတိုထက်ရေရှည်အချိုးကိုပို့ပြီးတော့ကြည်တင်ကြောင်းရေရှည်မှာအစင်ပြေအောင်မြင်ဖို့ရအတွက်အခုကလေးကပို့ပြီးတော့စ조사တင်ကြောင်းကိုလေ့လာခဲ့ရမယ်လို့ယူဆပါရခင်ဗျာ နောက်တစ်ပုံမှာလည်းနေဥပရိသ30အထာတကြပညာပြတတ်ပါစေဆိုတဲ့နေဥပရိသလေးကိုတင်ဆက်ပေးသွားမှာမလို့စောင့်မျှော်ကြည့်ရှုနားတော်တာဆင်ပြေကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ